အလုံးမင်္ဂလာပါကျွန်တော်ရဲ့ channel လေးကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ် မစရောတိတော့300ကြာပြီပေါ့နော်တိတော့300တော့ခေနမကြချင်ဘူးဘယ်ရောက်ရဘလို့300လဲဆိုတာလေးကိုသိချင်လို့ရှိရင်ဒီဗီဒီယိုလေးကိုမစရောအဆုံးထိကြည့်ဖို့လိုပါတော့ YouTube တဲ့ကိုရောက်လို့ရှိရင် search bar မှာ unlimited ရှင်လေးဆိုတာလေးကိုရှာပြီးတော့ subscribe button လေးတွေ့လို့ရှိရင် subscribe button လေးကိုတစ်ချက်နှိပ်ပြီးတော့အောက်ပိတ်နိုင်ပါတယ်ပေါ့နော်ပြီးလို့ရှိရင်ကျွန်တော်တို့ကမစရောဗီဒီယိုအသေးတိတဲ့ကိုအမြဲသိရှိဖို့အတွက်ဒီ column လေးနေရာမှာကျွန်တော်တို့ YouTube ချင်းအပြည့်လဲကျွန်တော်ရဲ့ဗီဒီယိုအသေးတိတဲ့ကိုမစရောတီးရမှာဖြစ်ပါတယ်ကျွန်တော်နဲ့ဒိုးတိတော့တဲ့တစ်ချက်ဝင်လိုက်ပါမယ် ဒီအားလဲရတော့ကျွန်တော်ရဲ့ official TikTok account လေးဖြစ်ပါတယ်။မစ်ရှင်တို့ TikTok link ကိုလည်းကျွန်တော်ကျွန်တော် YouTube ကို subscribe လုပ်ထားတယ်လို့ TikTok link ကိုလည်း follow ပေးလို့ရပါတယ်ပေါ့နော်။အဲဒါဆိုတော့ကျွန်တော်တို့ကဒီအားလဲမှာဘာပြောချင်လဲဆိုတော့ TikTok မှာတော့မစ်ရှင်တို့က video တင်နေတယ်လို့လည်းတိတယ်သူတိတယ်ပေါ့နော်။အဲဒါဆိုကျွန်တော်တို့ကျန်တဲ့အရာတွေကျန်တဲ့ setting တွေအသုံးဝင်တဲ့ဟာလေးကိုကျွန်တော်ဆက်ပြောပေးသွားမှာဖြစ်ပါတယ်။အဲဒါဆိုတော့ပထမဆုံးအနေနဲ့ကျွန်တော်တို့က ဒီအောက်မှာ profile တော့လည်းတွားပြီးတော့ရှိရင်အပေါ်မှာအဆက်30ရှိတယ်။အော်မြင်းကြောင်းလေး၃ကြောင်းရှိတယ်ပေါ့နော်။အဲ့ဒါလေးကိုကျွန်တော်တို့တစ်ချက်နှိပ်သွားမှာဖြစ်ပါတယ်။ပြီးလို့ရှိရင်ဒီနေရာလေးမှာကျွန်တော်တို့က setting and preferences ဆိုတာလေးရှိတယ်ပေါ့နော်။အဲ့ဒါလေးကတော်တော်လေးအရေးပါတယ်ပေါ့နော်။ TikTok တစ်ခုမှာအဲကျွန်တော်တို့အထက်ဝင်လိုက်မယ်။အထက်ဝင်လိုက်ပြီးတော့ကျွန်တော်တို့ဒီနေရာလေးမှာအပေါ်ဆုံးကကောက်ဆိုတာလေးကဘာရေးပါလဲဆိုတော့ကျွန်တော်တို့ဒီ account လေးကိုသွားလို့ရှိရင်ဒီနေရာမှာ account information ရှိတယ်ပေါ့နော်။ ဒီနေရာမှာ account information ရှိတယ် password ရှိတယ်ပေါ့နော်အဲ့ဒါလေးကလည်းတော်တော်လေးရေးပါတယ်ပေါ့နော်ပြီးလို့ရှိရင် အောက်ကကျွန်တော်တို့ delete account ဆိုတာလေးလည်းရှိတယ်ပေါ့နော်အဲ့ဒါလေးလည်းရေးပါတယ်အဲ့တော့ကျွန်တော်ဒီနေရာလေးမှာတစိုက်ချင်းကိုရှင်းပြပေးသွားမှာဖြစ်ပါတယ်ပထမဆုံးအနေနဲ့ကျွန်တော်က account information ကိုအရင်ရှင်းပြမှာဖြစ်ပါတယ်ဒီမှာ account information ကိုတွေ့ပြီဆိုလို့ရှိရင်မစ်ဆေတို့က account information တဲ့ကိုတစ်ချက်ဝင်ဝင်ပြီးတွေ့ပထမဆုံးတွေ့ရမှာတော့ကျွန်တော်တို့ဖုန်းနံပါတ်ရှိမယ် ီးမေးလ်ရှိမယ်ပေါ့နော်ပြီးလို့ရှိရင်ကျွန်တော်တို့ရဲ့မွေးနေ့ရှိမယ်ရေးကြည့်ဆိုအချက်ကတော့ကျွန်တော်တို့အကောက်လူချင်းရှိမယ်ပေါ့နော်အဲအကောက်လူချင်းကဘာရေးပါလဲဆိုတော့ကျွန်တော်တို့အခုနောက်ပိုင်းမှာခက်စားနေတဲ့ဂျပန်လူချင်း TikTok ပေါ့နော်ကျွန်တော်မှာတော့ဂျပန်လူချင်း TikTok ဖွင့်တာဖြစ်တဲ့အတွက်ဂျပန်လူချင်းဖြစ်နေတာဖြစ်ပါတယ်မစ္စတိုမှာတော့ဒီနေရာလေးကိုရောက်သွားလို့ရှိရင်မြန်မာလူချင်းနဲ့ဖြစ်ကောင်းဖြစ်နိုင်တယ်တချို့ကထိုင်းမှနေတယ်ဆိုရင်လည်းထိုင်းလူချင်းဖြစ်ကောင်းဖြစ်နိုင်တယ်ပေါ့နော် အဲ့တော့ကျွန်တော်တို့ကဂျပန်ရီဂျင်ကပါရီအတုံးအတုံးဝင်လဲဆိုတော့ဂျပန်ရီဂျင်ကတော့အခု monetization ရှောင်းလို့ရတဲ့ TikTok ကောက်တွေ TikTok ကောက်တွေဖြစ်တယ်ပေါ့နော်အဲ့ monetization လဲရှောင်းလို့ရတယ်အဲ့ဆိုတော့မစ္စတိုကဂျပန်ရီဂျင်ရှောက်ချင်လို့ရှိရင်ကျွန်တော်ရဲ့ YouTube channel ကနေပြီးတော့ဆက်သွယ်ပြီးတော့ Telegram နဲ့တစ်စက်လဲကျွန်တော်စီမားဆပ်ပိတ်လေးရှိတယ်ပေါ့နော်ဈေးတက်တက်တာနဲ့ကျွန်တော်ဂျပန်ရီဂျင် TikTok ကောက်လေးကိုလဲဖွင့်ပေးပါရစေအဲ့ဆိုတော့ပထမဆုံးချက်ကတော့မစ္စတိုဖုန်းနံပါတ်ကတော့ ဖုန်းအဟောနေပြီးတော့ကျွန်တော်တို့ TikTok account ကိုအသစ်သုံးလို့ရှိရင်ကျွန်တော်တို့ဒီနေရာမှာဖုန်းနံပါတ်လေးပေါ်နေရပါတော့မစ္စတိုဖွင့်ထားဖုန်းနံပါတ်လေးတကယ်လို့ရှိရင်မစ္စတိုကဖုန်းနံပါတ်မရှိသေးဘူးဆိုလို့ရှိရင်ဒီနေရာနေပြီးတော့လည်းဖုန်းနံပါတ်ချိန်ပြီးတော့တော်ပြူလို့ရတယ်ပေါ့နော်ပြီးလို့ရှိရင်ကျွန်တော်မှာဒီနေရာမှာ email ရှိတယ်ပေါ့နော်ကျွန်တော်အကောက်ကတော့ဒီနေရာမှာ gmail နဲ့ဖွင့်ထားတာဖြစ်တဲ့အတွက်ဒီလိုပေါ်နေတာဖြစ်ပါတယ်မစ္စတိုကတော့ ဖုန်းနံပါတ်မရှိသေးဘူးဆိုလို့ရှိရင်ဖုန်းနံပါတ်ချိန်ဖို့အကြောင်းကြံပေးပါတယ်ဂျီမေးမချိန်သေးဘူးဆိုလို့ရှိရင်လည်းဂျီမေးချိန်ဖို့အကြံပေးပါတယ်ဘာဖြစ်လို့လဲဆိုတော့အကောက်ကပြတ်သွားတယ်ဆိုလို့ရှိရင်ဖုန်းနံပါတ်လည်းမရှိဂျီမေးလည်းမရှိဘူးဆိုလို့ရှိရင်မက်ဆေ့ချ်တို့အကောက်ကဆုံးသွားမှာဖြစ်ပါတယ်အဲဆိုတော့ဒါလေးကိုကျွန်တော်တစ်ချက်ပြန်ထွက်မယ်ပြီးလို့ရှိရင်ဒီနေရာမှာ password ကဘာရေးပါလဲဆိုတော့မက်ဆေ့ချ်တို့တဲ့တော့မှာ password ဆိုတာရှိတယ်ဗောနော်အဲ password လေးကို message တော့မသိဘူးဆိုလို့ရှိရင်ကျွန်တော်တို့ password ကိုတစ်ချက်နှိပ် နေပြီလို့ရှိရင်ဒီနေရာမှာကျွန်တော်တို့ Gmail ဖွင့်ထားရင်လည်း Gmail ထဲမှာကုတ်ကြောက်မယ်ပေါ့နော်ကုတ်၄၆လို့ကြောက်မယ်ဖုန်းနံပါတ်နဲ့ဖွင့်ထားရင်လည်းဟိုဟာကျွန်တော်တို့ဖုန်းနံပါတ်မှာကုတ်၆လို့ကြောက်မယ်ပေါ့နော်အဲဆိုတော့ကုတ်၆လို့ယူပြီးတော့မစ်စတိုဒီနေရာလေးမှာ password ကိုချိန်လို့ရတယ်ပေါ့နော် password မသိဘူးဆိုလို့ရှိရင်လည်း password ဒီဖို့အတွက်သိချင်တယ်ဖြစ်တဲ့အတွက်ဒီနေရာလေးမှာ password နေလို့ရတယ်ပေါ့နော်အဆုံးမှာရှိတယ်ကျွန်တော်တို့ဒီနေရာလေးမှာ delete account ဆိုတာလေးကတော့ကျွန်တော်တို့ TikTok account ကိုမလိုချင်တော့ဘူးကျွန်တော်တို့မသုံးချင်တော့ဘူးဆိုလို့ရှိရင်လည်းဒီနေရာနေပြီးတော့ဖြတ်လို့ရတယ်ပေါ့နော်အဲဆိုတော့ကျွန်တော်တို့ပြန်ထွက်မယ် ပြန်ထွက်ပြီးတော့အောက်ကကျွန်တော်တို့ပြောနေတာတော့ဒီနေရာမှာ privacy ဆိုတာရှိတယ်ပေါ့နော်အဲ privacy ကဘာရေးပါလဲဆိုတာလေးကိုကျွန်တော်တို့တခြားတော့ privacy ကိုနှိပ်မယ်နှိပ်ပြီးလို့ရှိရင်အာကျွန်တော်တို့အောက်တစ်ချက်ဆွဲမယ်ပေါ့နော်ရေးကြီးဆုံးချက်ကတော့ message တို့ EA ရဲ့အကောက်ကိုပဲဖြစ်ဖြစ်တခြားတယောက်ရဲ့အကောက်ကိုပဲဖြစ်ဖြစ်တခြားတငယ်ချင်းရဲ့အကောက်ကိုပဲဖြစ်ဖြစ်ကိုကတော့ကြည့်ပြီးလို့ကိုကကြည့်ထားတယ်ဆိုတော့မပေါ်စေချင်လို့ရှိရင်ဒီနေရာလေးကိုနှိပ်နှိပ်ပြီးလို့ရှိရင်ဒီအမှတ်ချက်လေးကိုပေးပေးလို့ရရပေါ့နော် အမချေလို့ပြေးပြေးဆိုလို့ရှိရင်လည်းတခြားသူကနေပြီးတော့မက်ဆေ့တို့လာကြည့်ရင်လည်းမက်ဆေ့တို့အကောင့်လာကြည့်ရင်လည်းပေါ်မှာမဟုတ်ပါဘူးမက်ဆေ့တို့ကနေပြီးတော့တခြားသူအကောင့်သွားကြည့်ရင်လည်းမက်ဆေ့တို့ရဲ့ view ကဘယ်လိုလာကြည့်တယ်ဆိုတာလည်းပေါ်မှာမဟုတ်ဘူးဗောနော်ကျွန်တော်ကတော့တခြားသူလာကြည့်တာကိုသိချင်တော့သိချင်တာဖြစ်တဲ့အတွက်ကျွန်တော်ဒီအားလေးကိုဖွင့်တာမှာဖြစ်ပါတယ်မက်ဆေ့တို့ကတော့ပိတ်ထားချင်တယ်ပိတ်ထားလို့ရတယ်ဗောနော်ပြီးလို့ရှိရင်အရေးကြီးဆုံးချက်ကတော့မက်ဆေ့တို့ဒီနေရာလေးမှာကိုယ့်ရဲ့ video တွေတင်တယ်တခြားသူတွေကကိုယ့်ရဲ့ video တွေကိုယူပြီးတော့ထပ်တင်မှာဆိုလို့ရှိရင်ဒီနေရာလေးမှာကျွန်တော်တို့ download လုံးလုံးမရအောင်ဗီဒီယိုဆေးလို့မရအောင်ဒီနေရာလေးမှာပိတ်ထားလို့ရတယ်ပေါ့နော်အဲဒါဆိုတော့ကျွန်တော်လည်းဒီနေရာလေးမှာတစ်ခါတည်းပိတ်ထားလိုက်မယ်ပေါ့နော်ဒီနေရာမှာမက်ဆေ့ဒိုရဲ့အကောင့်ကိုတကယ်ချင်းတစ်ခါောက်က follow လုပ်ချင်တာပဲဖြစ်ဖြစ်အဲ့ဒါလေးမှာမက်ဆေ့ဒိုရဲ့ဒီနေရာလေးပါပေါ့နော် everyone မဟုတ်ဘဲနဲ့ only you ဖြစ်နေလို့ရှိရင်မက်ဆေ့ဒိုအကောင့်ကမက်ဆေ့ဒိုအကောင့်ကိုတခြားလူက follow လာလို့ရအောင်ဖြည့်သွားနိုင်မယ်ပေါ့နော်အဲ့ဒါဆိုတော့ everyone နဲ့ပဲထားပေးပါ အဲ့တော့ဒီနေရာမှာကွန်မန့်တွေပါတယ်ကတော့မဲ့တို့ဒီနေရာမှာစိတ်ကြိုက်စီမံလို့ရတယ်ပေါ့နော်။ဒီကကွန်မန့်တွေပါတယ်ကတော့တိတ်ပြီးတော့အချက်တဝက်မရှင်းပြတော့ဘူး။ဒီနေရာမှာမဲ့တို့ရဲ့အကောက်က public account တခြားသူတွေမမြင်အောင် public account ဖြစ်နေလို့ public account ဖြစ်ချင်လို့ရှိရင်ဒီနေရာနေပြီးတော့လည်းအဲခလုတ်လေးကိုဖွင့်တော့ပြလို့ရပါတယ်။အဲ့တော့သုံးတဲ့သူတွေကတော့တခြားသူမြင်အောင်ပဲသုံးတာဖြစ်တဲ့အတွက် public account ကတော့ဘယ်သူမှလုံးမယ်လို့လည်းမထင်ပါဘူးပေါ့နော်။အဲ့ဒါဆိုတော့ကျွန်တော်အပြင်ကိုပြန်ထွက်လိုက်ပါမယ်။အပြင်ပြန်ထွက်ပြီးတော့ဒီနေရာလေးမှာ message တို့က ကစ်တော့သုံးနေတာအရင်လင်းလန့်နေလို့ရှိရင်ဒီနေရာလေးရနေပြီးတော့လဲရှင်းလို့ရတယ်ပေါ့နော်ဒီနေရာလေးကိုနှိပ်နှိပ်ပြီးလို့ရှိရင်မစ္စတိုဒီနေရာမှာသုံးထားတဲ့အရာလေးကရှင်းနေမှာဖြစ်ပါတယ်အဲဆိုတော့ဒီနေရာလေးကိုနှိပ်ပြီးတော့လဲ clear လုပ်လို့ရတယ်ပေါ့နော်ဒါတော့တစ်တော့သုံးတာလင်းလန့်နေရင်ဒီရာလေးကိုသုံးလို့ရတယ်ပေါ့နော်အဲဆိုတော့ကျွန်တော်နောက်တစ်ခုပြောနေတာကတော့ဒီမှာ display ဆိုတာလေးရှိတယ်ပေါ့နော် display မှာတော့မစ္စတိုဒီနေရာလေးမှာဒီမှာ ဒါဆိုတော့အမဲရောင်နဲ့သုံးရင်လည်းရရပါတော့ဒီနေရာလေးမှာ light ဆိုတော့အဖြူရောင်လေးနဲ့သုံးရင်လည်းရရပါတော့အဲ့ဒါလေးကို message တို့အဆင်ပြေလို့သုံးလို့ရအောင်ဒီနေရာလေးမှာကျွန်တော်ပြပေးလိုက်တာဖြစ်ပါတယ်ပြီးလို့ရှိရင်လည်း message တို့က opening လို့နဲ့အဆင်မပြေဘူးကျွန်တော်တို့မြန်မာလုံးနဲ့ပဲသုံးချင်တယ်ဆိုလို့ရှိရင်လည်းဒီနေရာမှာလမ်းခွေလေးရှိတယ်ပေါ့နော်ဘာသာစကားရှိတယ်ဒီနေရာမှာအပေါ်ဆုံးနှိပ်ပြီးတော့ကျွန်တော်တို့ဒီနေရာလေးမှာမြန်မာလို့ပြောင်းလို့ရတယ်ပေါ့နော်ဟိုအောက်ဆုံးမှာကျွန်တော်တို့ရဲ့မြန်မာဆိုတာလေးရှိတယ်ပေါ့နော်အဲဒီနေရာလေးမှာပြောင်းလို့ရတယ်ပေါ့နော်ကျွန်တော်ကတော့ ။အင်္ဂလိပ်ဆိုတာလေးကိုပဲကျွန်တော်ပြောင်းသားမှဖြစ်တဲ့အတွက်ဒီနေရာလေးမှာကျွန်တော်အင်္ဂလိပ်ကိုထပ်ယူပေးမှာဖြစ်ပါတယ်။ပြီးတော့ကြည့်ရင်မိတ်ဆွေတို့ကတစ်တော့ကိုဒီနေ့ဘယ်နှနာရီ၃လဲဆိုတာလေးကိုဒီနေရာလေးမှာကျွန်တော်တို့ screen time ဆိုတာလေးရှိတယ်ဗောနော်အဲ့ဒါနေရာနေပြီးတော့မိတ်ဆွေတို့ကြည့်လို့ရတယ်။ဒီနေရာမှာမိတ်ဆွေတို့ကတစ်တော့ကိုဘယ်လို၃လဲဘယ်နှနာရီတော့၃လဲဆိုတာလေးကိုဒီမှာဇာတ်လေးနဲ့သူကပြောက်ပေးထားတယ်ဗောနော်။ပြီးလို့ရှိရင်ဘယ်နှနာရီမှာ၃လဲဆိုတာလေးဗောနော်။ ကျွန်တော်တို့နေ့နေ့ဘက်မှာဘယ်လောက်သုံးလဲညဘက်မှာဘယ်လောက်သုံးလဲဆိုတာလေးပါမက်ဆေ့ချ်ကိုကြည့်လို့ရရဖြစ်ပါတယ်ပြီးလို့ရှိရင်လည်းဘယ်နေ့ရက်မှာဘယ်လောက်သုံးလဲဆိုတာလေးကိုဒီအောက်မှာနေ့တွေရက်တွေပါအကုန်လုံးတွက်ပေးထားရပါတော့အဲဒါတော့ကျွန်တော်ပြောတာလည်းမက်ဆေ့ချ်ကိုတည်တည်တက်လောက်လည်းတည်ပြီးပြီးလို့ရှိရင်လည်းတည်တည်တောက်တွေလည်းအများကြီးပြောသွားရဆိုတော့ဒီဗီဒီယိုလေးမှာတော့မက်ဆေ့ချ်ကိုအကျိုးရှိမယ်လို့လည်းပြောနေပါတယ်မက်ဆေ့ချ်ကိုမတည်တာရှိလို့ရှိရင်လည်းတည်သွားလိမ့်မယ်လို့လည်းထင်နေပါတော့ အဲ့တော့ကျွန်တော်ရဲ့ channel လေးကို message တို့ကအခုမှသိတဲ့ message များထုတ်ရင်လည်း subscribe လုပ်တော့ပေးပြီးတော့တငယ်ချင်းတွေတည်အောင်လည်း share လုပ်ပေးသွားပါဦးအားလုံးကျေးဇူးတင်ပါတယ်မင်္ဂလာရှိသောနေ့ရက်လေးပတ်စံနေကြပါစေ bye bye